ဘုန်းကြီးတို့တွေနားမယောင်ကြဖို့အရေးကြီးတယ်။ဘုန်းကြီးတို့ငယ်ငယ်တုန်းကလည်းဟာရီမန္တလေးမှာပဲမှတ်မိသေးတယ်။ယက်စီအထူးကိုဆရာဝန်တယောက်ကိုတောက်ပြ။သူကဗုဒ္ဓဘာသာမဟုတ်ဘူးပါတန်ချာ။ဘုန်းကြီးတို့ကငယ်သေးတော့အာသာတရားကြောင်းလဲကောင်းအောင်မသိသေးဘူးပေါ့နော်။သူကဘာတွေပြောတော့ဆိုလောကမှာဖျားဆိုတာတဆူတည်းပဲရှိတယ်။ သူပြောလို့တဲ့ဖရာကောဓမဗုဒ္ဓကပြောတာမဟုတ်เนาะကဘာမှာဖရာဆိုတာတဆူသေးပဲရှိသူတို့ပြောခြင်းနဲ့ဖရာဘာလို့ဆိုဂေါဆိုတဲ့ဖရာပဲပေါ့အဲ့ဒီဂေါဆိုတဲ့ဖရာကိုမြင်ဘူးတဲ့ပုဂ္ဂိုလ်လူမှမရှိဘူးเนาะအဲ့ဒီဖရာကလည်းတခါမှသူတို့ကိုတရားဟောတာလည်းမရှိဘူးအေးတဆင့်ကနေပြီးတော့ ဖရာသခင်က ပြောတယ်ဖရာသခင်ကပြောတယ်ကဲဖရာသခင်ကပြောတာဘယ်သူကြားတယ်လဲလို့မေးလို့ရှိရင်ဘယ်သူမှကြားတဲ့လူမရှိဘူးเนาะအစင်းစင်းပြောလာတာနောက်ဆုံးမှာဘာမှမရှိတော့ဘဲနဲ့ဟိုထိုးဒီဟိုလက်ညှိုးထိုးဒီလက်နဲ့ထိုးနဲ့နောက်ဆုံးကြတော့မရှိတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲတာရမြတ်သခင်အရှင်ရှုဖျားရဲ့ ေကျုံရှင်ပြန်ထပ်ပတ်တဲ့နေ့ရက်ဒီကုသောတခင်ပြားနေမှာကျွန်တော်ထပ်မှန်ပြီး online နေသစင်အသက်ရှင်တဲ့ဘုရားခင်တရားစားကိုဝေငှဟောကြားတဲ့ခွင့်ကိုပြသပေးတဲ့ဖြတ်ရှင်နှမအိုးရှိဥစွာမြေကြီးသစ်အထိအကုန်လုံးရေးသားပြီးပြီလေဘာထပ်ပြောရအောင်မလဲဘာထပ်ဖွင့်ပြအောင်မလဲဒီရော complete အဲ့တော့ကျန်တာအစဆုံးတစ်ခါမှလည်းဖတ်တယ်လေကျန်တာအစဆုံးတစ်ခါမှလည်းမဟုတ်ဘဝသည်ပဲနဲ့ဘုရားသခင်ဒီနေ့ကျွန်တော်ပြောလဲဆိုတော့ဘလကလူထင်ကြီးအောင်ရှောက်ပြောတာ ဘုရားသခင်ကျွန်တော်တို့ဘာပြောလဲဆိုတော့အာအဲ့ဒါဆိုအဝေးရရှောင်းလိုက်ရှိုင်းဂျောင်းမဲအတကူရန်ပြောတာအမေရိကဆိုင်ရာဘုရားသခင်ကျွန်တော်တို့ဘာပြောလဲဆိုတော့အဲ့ဒီလူသားမျိုးတွေအဝေးရရှောင်းတယ်အာလိန်တော့ဝင်ကျမ်းစာဘာပြောလဲဆိုရပြီဘုရားသခင်ကလုံးကဘလောက်လဲနားလေလဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တာဆိုတော့ ဒီခေတ်မှာသင်းဖို့ပဲရှိတယ်။ဓမ္မဆရာပဲရှိတယ်။ဆရာပဲရှိတယ်ဗျာ။တမန်တော်ရဆုံးမတော်ခံတယ်။တမန်တော်ဒီခေတ်မရှိဘူး။ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာ။အခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူး။ရှောက်ပြီးတော့ပြောတယ်။သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကို။အော်ဩစရာကောင်းလိုက်တယ်။ Terrible. no hace falta ser inspector para darte cuenta de la contaminación que está sufriendo este pobre arroyo Sarandí, que es acá en Avellaneda. A silent ally has intercepted drones in its airspace, acting as Israel's indirect buffer. But Israel wants more. It needs bunker-busting bombs. The 30,000-pound GBU-57s that only America has. Without them, Iran's underground nuclear sites can't be destroyed. Iran fired 200-plus missiles in the first two days. But since then, the rate has slowed down. This is because Israeli strikes have destroyed Iran's launch pads, fuel depots, and key commanders. The Institute for the Study of War says Iran had planned a 1,000 missile retaliation. They've barely crossed 300. Precision Israeli raids have hammered sites in Tabriz, Natanz, and Tehran energy facilities, missile silos, and command bunkers gone. Iran's elite forces are in disarray and its skies are open. But this isn't over. Iran still has heavy payload cruise missiles it hasn't used so far. Israel still hasn't touched certain nuclear bunkers. And the US hasn't yet to greenlight the finishing strike. ခန်းစာခေါင်းစဉ်ကတော့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော် ไล่ไปเอทเอ็มจีเนี่ยเนาะตัวนี้จะเอ็มจีลุลุ่มยาเอ็มมันนี่เนี่ยละเนาะไล่ไปเอทเอ็มจีเนี่ยเนาะตัวนี้จะเอ็มจีลุลุ่มยาเอ็มมันนี่เนี่ยละเนาะไล่ไปเอทเอ็มจีเนี่ยเนาะตัวนี้จะเอ็มจีลุลุ่มยาเอ็มมันนี่เนี่ยละเนาะไล่ไปเอทเอ็มจีเนี่ยเนาะตัวนี้จะเอ็มจีลุลุ่มยาเอ็มมันนี่เนี่ยละเนาะไล่ไปเอทเอ็มจีเนี่ยเนาะตัวนี้จะเอ็มจีลุลุ่มยาเอ็มมันนี่เนี่ยละเนาะไล่ไปเอทเอ็มจีเนี่ยเนาะตัวนี้จะเอ็มจีลุลุ่มยาเอ็มมันนี่เนี่ยละเนาะ လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူနေစရာအိမ်မရှိလို့လူများအိမ်မှာနေနေရတာနော်လိုက်ပြီးအထင်မကြီးနဲ့နော်သူဒီများအားလုံးခရစ်တော်နာမနဲ့မင်္ဂလာပါကောင်းကင်အောက်မြေကြီးပေါ်မှာအရေးကြီးတဲ့ကေတင်ချင်းကိုထပ်မံပြီးတော့ဝင်ငှချင်ပါတယ်ကျွန်တော်တို့လူတွေတော်တော်များများကကောင်းတာလုပ်ရင်ကောင်းတာရမှာပေါ့ ကျွန်တော်တို့ကြည့်နိုင်ရင်ရောက်မှာပေါ့လို့ထင်ကြပါတယ်။ဒါကြောင့်ဥပုံနေလိုက်လျှောက်ရင်လည်းကယ်တင်ခြင်းရမယ်လို့ထင်ပြီးဥပုံနေကိုတင်ကြတယ်ဥပုံနေကိုဟောကြပါတယ်။ပြညာတရားကိုကျင့်ဖို့ရအတွက်ဟောကြပါတယ်တင်ကြပါတယ်။ဒါကြောင့်ဘုရားရှင်နှုတ်ကပတ်တော်တမန်တော်ဘယ်လိုရှိလဲဆိုတာအလေးနဲ့စဉ်းစားဖို့ရတဲ့ဒီကနေ့ဝင်ကားချင်ပါတယ်။ကျွန်တော်အသက်တာမှာအသက်ရှင်တဲ့အခါမှာလူတွေတုံတင်တဲ့မမရေ တွေးခေါ်မျှော်မြင်မှုမမယင်တွေးခေါ်မျှော်မြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ကံနဲ့ကံဤအကျိုးကိုညင်ပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ပြရတယ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာဟုတ်ကဲ့လားအဲ့ဒီလို့စိတ်ကူးလိုက်ရုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့ဒါကြောင့်မနောကံ ပါဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုပ်ခြင်းနေစိတ်ကူးလိုက်ရုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇ္ဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုရဲကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇ္ဇာများတယ်အဘိဇ္ဇာများတယ် သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်ကိုအဘိဇာများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဇာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဘိဇာတော့ခေါ်တယ်မတရားတဲ့လောဘတစ်မျိုးပဲပေါ့လူတရားကိုလည်းအတင်းအနှမဘာသာတစ်ခုကူးပြောင်းမှုကပြောလို့မရအောင်ဒါသူ့လို့ရဲ့ညံနဲ့ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်သွားပြီလေဘာသာရေးကိစ္စကြတော့လေ အဲ့တော့ကိုကအတက်နိုင်ဆုံးတော့လမ်းကြောင်းပေးရတာပေါ့နော်အတင်းတစ်ပိုင်းငါဘာသာဝင်ပါလို့ပြောလို့မရအောင်လွတ်လပ်စွာကိုယ်ခွင့်ခွင့်ရှိတယ်ဒါပေမဲ့ဆွေးနွေးလို့ရတယ်ပြောပြလို့ရတယ်ခရိယံဆိုရင်လည်းတို့ခရိယံဘာသာကောင်းတဲ့ကျွန်တော်ပြောမှာပဲဟိုဗုဒ္ဓဘာသာကလည်းကိုဗုဒ္ဓဘာသာကောင်းအောင်သူပြောမှာပဲအဲ့တော့ပြောတဲ့ပုံမူတည်ပြီးတော့တို့စဉ်းစားလက်ခံကြမှာပဲလေအဲ့တော့တာသမီမွေးလာလို့ရှိရင်လည်းပြောကြမှာပဲအမေကလည်းပြောမှာပဲဟိုအဖေကလည်းပြောမှာပဲအဲ့တော့အာသမီကညာရှိတဲ့ဘက်ကိုဆိုရင် तू ကြိုက်တဲ့ဘက်ကို तू ပါပါမှာပဲဒါကတော့လေနောက်တိုင်းစကံပုံတစ်ခုရှိတယ်လေ ဟုမြင်းတကောင်ကိုရေစိတ်ကိုဆွဲခေါ်လာလို့ရတယ်တော့ရေတောင်းအောင်လုပ်လို့မရအောင်နော်သူတောင်းချင်မှတောင်းပါသူ့ကိုပဲကြည်တင်းဖြတ်တိုက်လဲသူမျိုးချချင်မှမျိုးချမှာလူတယောက်ကိုဘာသာတရားတစ်ခုပြောင်းလာအောင်လုပ်တယ်ဆိုတာသူ့ခံချင်တယ်ပဲဆိုင်တယ်အပြင်မန်းရှိခိုးယုံနဲ့ဆွန့်လူယုံနဲ့ဘောတော့ဘာသာလို့ပြောလို့မရအောင်နော်အဲ့လိုမျိုးရှောဖြူစင်သော အရာကို ခွေးတို့အားမပြီးကြနဲ့ပလဲယန္တနာတို့ကိုဝတ်တို့ရှိမှ မချမထားကြနဲ့တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍ ်တင်သူကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်ပလဲယတနာတို့ကိုဝတ်သူရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်သူကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကိုခွေးတို့အားမပေးကြနှင့်ပလဲယတနာတို့ကိုဝတ်သူရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍ ်တင်သူကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကိုခွေးတို့အားမပီးကြနှင့်ပလဲယန္တနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်သူကိုလှဲ့လျက် What is this book in your hand? What does it mean to you? Umuhimu ni kwamba hiki kitabu kinaashiria He believes that people should follow this book according to how it's written because it guides human on what to follow. When did you first realize that you're Jesus? Wakati nilipokuwa mtoko He was at Mungu mwenyewe. Mungu ndiye anaye. So this is God is doing the work for him. He's not the one to convince people. <laughs> yes. Oh, he didn't convince people. No, it's God who's convincing. So he brought God brought the nations to him. He's saying even us coming here was prophesied a long time ago. How do you deal with haters or people that think that you're not the real Jesus?